အင်းငိမ့်ဖြူနဲ့တွဲပြပြီးပရိသတ်တွေရဲ့အသေးကို ခွဲခဲ့တဲ့ဆိုင်းဆိုင်းခန်းလိုက် Hello 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 ဆယ်လီမမလာပါပြီရှင်အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်အဆိုင်ဆိုင်ခံလိုက်ကမြန်မာပြည်မှာရှိတဲ့အမျိုးသမီးတွေရဲ့အခြေဥလူတောင်ပြောလို့ရမယ်ထင်ပါတယ်လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်တခုတည်းကအဆိုင်ဆိုင်ခံလိုက်ကအမှုပညာလောကမှာကောင်းတဲ့ဂုဏ်သတင်းတွေရက်တည်နိုင်ခဲ့တာဖြစ်ပါတယ်တခြင်းတွေတောက်လျှောက်ဆိုသလိုအစ်စ်တွေအစ်စ်တွေဖန်တီးနိုင်ခဲ့ပြီးဆန်ဆိုင်ဖန်တီးလိုက်တဲ့တခြင်းတိုင်းကလည်းပရိသတ်ရဲ့ရှင်းမှတ်သေးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်နောက်ပြီးပရိသတ်တွေကဆိုင်ဆိုင်ခံလိုက်ရဲ့မွေးနေ့မှာပြုလုပ်နေကြဖြစ်တဲ့ဗတ်တီးရှိုးကိုလည်းအမြဲတမ်းဆိုသလိုမျှော်လင့်နေခဲ့တာဖြစ်ပါ ါတယ်။ကိုဗစ်ကာလတွေရောက်တဲ့အချိန်မှာတော့ဆိုင်းဆိုင်ကလည်းအခြားနုပညာရှင်တွေနဲ့နှီးတူ အမှုပညာအလုပ်တွေကိုရန်နာထားခဲ့တာဖြစ်ပြီး၅နှစ်ကျော်ကြာလောက်မှအမှုပညာအလုပ်တွေကိုပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ဆိုင်းဆိုင်ခန့်လိုက်ကိုဆိုရင်မင်းကလေးတွေကတဲတဲလို့ချစ်ကြပါတယ်။ဒါကြောင့်မလို့ဆိုင်းဆိုင်နဲ့ပတ်သက်တဲ့အမှတ်တရတွေကိုလည်းသူတို့ကအမြဲတမ်းဆိုသလိုမှတ်မိနေတာဖြစ်ပြီးဆိုင်းဆိုင်ခန့်လိုက်ကိုလက်ရှိအချိန်ထိလူပြိုကြီးပွားနဲ့ကြည်ရတာကိုပဲကြည်နဲ့နေတာပါ။ဘယ်မင်းကလေးနဲ့မှလက်မတွဲစီခြင်းကြပါဘူး။ပြောရမယ်ဆိုရင်သူတို့ရဲ့အချစ်ဦးလိုဖြစ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။ဆိုင်းဆိုင်ကတခြင်းဆိုတဲ့နေရာမှာအောင်မြင်တယ်လို့ရုပ်ရှင်ရိုက်ကူးရေးတွေမှာလည်းအောင်မြင်ပြီး Academy Zoo ကိုတော့ပိုင် ဆိုင်ထားတာဖြစ်ပါတယ်။အခုအခါမှာတော့ဆိုင်ဆိုင်ခန့်လိုက်ကအမှုပညာလုပ်တွေကိုပြန်လုပ်နေပါပြီ။ရုပ်ရှင်စကားကြီးတွေလည်းတစ်နှစ်ကိုတကားဆိုသလိုရှုံတင်ပြသနေတာဖြစ်ပြီး show ware တွေကိုလည်းပြန်လည်ပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။ဗတ်တီတုံးကတော့ငလင်ကိစ္စတွေနဲ့ဆိုင်ဆိုင်ခန့်လိုက်က show ware ကိုမပြုလုပ်ခဲ့ပဲရှင်းနာခဲ့ပေမယ့်လွန်ခဲ့တဲ့ရက်မှာတော့ရှန်ကုန်မြို့မှာ show ware တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီ show ware မှာပရိသတ်တွေမထင်ထားတဲ့အရာတွေကိုပြုလုပ်ခဲ့လို့ပရိသတ်တွေအသေးကွဲနေရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတစုံတရာသတင်းထွက်နေတာမရှိတဲ့ဆိုင်ဆိုင်ခန့်လိုက်ကအဲ့ဒီပွဲမှာ ာတော့အင်းငိမ့်ဖြူနဲ့တွဲပြခဲ့တာဖြစ်ပါတယ်။အင်းငိမ့်ဖြူနဲ့သူတွေကတချင်းတပုတ်အတွက် performance အမိုက်စာကိုပြုလုပ်ခဲ့တာပါ။ဒါပေမဲ့တခြားသော performance အနေနဲ့မတူဘဲနိုင်ငံခြား style performance နေပြုလုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီ performance နေမှာတော့အင်းငိမ့်ဖြူနဲ့သူကချစ်သူရီးစားတပွဲတရုပ်ဆောင်ခဲ့တာဖြစ်ခါလွတ်လပ်ပေါ်ပါစွာဝစ်စင်ထားတဲ့အင်းငိမ့်ဖြူရဲ့အဝတ်အစားတွေနဲ့အတူ ပေါင်တန်လှလှလေးတွေကိုဖုတ်သက်တဲ့ performance တွေကိုလည်းပါလာခဲ့တာကြောင့်ပရိသတ်တွေကအသေးကွဲပြီးအော်ဟစ်နေခဲ့ကြတာပဲဖြစ်ပါတယ်။ဒါအပြင်အင်းကြီးဖြူနဲ့သူနဲ့ကအလွန်နီးကပ်လို့နဲ့ထီထွေးမှုတွေကြောင့်လည်းပရိသတ်တွေကစိန်အောက်ကနေအသေးကွဲနေရတာပါ။သူနဲ့အင်းကြီးဖြူတို့ performance တစ်ခုချင်းစီလှုပ်တိုင်းလှုပ်တိုင်းမှာပရိသတ်တွေကဝိုးဝါးနဲ့အော်ခဲ့ကြရပါတယ်။ဒါကလည်းသူတို့အသေးတွေကွဲနေရဆိုတဲ့အကြောင်းကိုပြောပြလာတာဖြစ်သလိုသူတို့အနေနဲ့ဆန်းဆန်းခတ်လိုက်ရဒီလို performance တွေကိုတခါမှမမြင်ဘူးလို့စိတ်လှုပ်ရှားနေရတာလို့လည်းဆိုရမှာပဲဖြစ်ပါတယ်။ ်ဆိုင်ဆိုင်ခန့်လိုက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတည်တံ့ဖြည့်ရှင်းထားတာမျိုးတော့မရှိပါဘူး။ဒါပေမဲ့သူ့အနေနဲ့ကတော့ state performance တစ်ခုအနေနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးရင်းရင်အောင်တဲ့လမ်းခွဲပြီးတဲ့နောက်မှာဘာတဲ့မှမကြားရတော့တဲ့အင်ဂျင်ဖြူကလည်းဆိုင်းဆိုင်းခန့်လိုက်နဲ့အခုလိုပထမအဆုံးချိန်ဖြစ်နီနီကက်ကက်ပူးကက်လုံးနဲ့ performance ညောင်ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုလည်းထပ်မံခံလာခဲ့ရတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ဆိုင်းဆိုင်းခန့်လိုက်ကိုအခုလိုတခြားမင်းသမီးတွေနဲ့ပုတ်တီးပုတ်သက်လှုပ်တာတွေကိုမခံစားနိုင်ကြပါဘူး။ အဲ့ဒီနေ့ကရှိုးပွဲမှာလေအင်းကြီးဖြူနဲ့တွဲပြီးလှုပ်ဆောင်ခဲ့တဲ့အရာတွေကပွဲကိုပိုဆူသွားစေခဲ့တာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအင်းကြီးဖြူနဲ့တွဲပြပြီးပရိသတ်တွေရဲ့အသေးကိုခွဲလိုက်တဲ့ဆိုင်းဆိုင်ခန်းလိုက်ကိုဘယ်လိုရိမျက်ချက်ပြုကြလဲဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။